Hello အားလုံးပဲမင်္ဂလာပါဒီနေ့အာကျွန်တော်ဝတ္ထုတို့လေးတစ်ပုဒ်ဖတ်ပြပါမယ်ဆိုတော့ဘဒုဝတ္ထုလေးလို့ပြောတဲ့အခါမှာအမ်ကိုကုကိုရင်မိတ်ဆက်ပြစီပေါ့နော်အမ်ကျွန်တော်ကဒီအရင်တော့ပေါ့နော်အစားလေးတွေအနေနဲ့ပပရေးခဲ့မှုတဲ့တော်စံလိုက်ကောဖြစ်ပါတယ်ဆိုတော့ဒီကနေ့ဖတ်ပြမယ့်ဝတ္ထုကလည်းတခြားမဟုတ်ပဲ အဲကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ဘုသူတွေလည်းကတပုတ်ဖြစ်တဲ့အမဆိုင်ကြီးပစ္စုံမျိုးပါဆိုတဲ့ဘုသူတို့လေးတပုတ်ကိုအဖတ်ပြမှာဖြစ်ပါတယ်ဒီဝတ္ထုကအာဒီ2014ခုနှစ်လေလာမှာ Faces Magazine မှာဖော်ပြခံရတဲ့ဘုသူတို့လေးတပုတ်ဖြစ်ပါတယ်အာအခုတော့ဒီစာရီမီရတော့တော်တော်ကြာပြီပေါ့နော်မမှန်ရဆိုရင်2020နောက် ပြောမယ်ပြောမယ်ဆိုရင်တော့အမထင်မရှားပါဘောเนาะအဲ့လိုမျိုးလေးပါအများရောအပြင်တော့ဒီမဂ္ဂဇင်းစာမျက်နှာတွေမှာအပေါ်ပြခဲ့ရတဲ့ခံခဲ့ရတဲ့ဝတ္ထုတိုလေးတွေရှိတယ်အဆိုတော့အဲ့ဒီဝတ္ထုတွေတွေကဒီကနေ့ဒီဝတ္ထုလေးပြပြမှာဖြစ်ပါတယ်တခါမှတော့ဒီလိုဝတ္ထုတွေဖတ်ပြီးတော့မှာအဒီ line ပေါ်လေးပါတယ်မတင်ဘူးပေါ့เนาะဆိုတော့ဒီကနေ့ဖတ်ပြတဲ့ခါမှာ အတန်လေးတန်ထားမှားရွံ့တာတွေရှိနိုင်တယ်။အဲပြီးတော့ဒီစကလုံးမူပိတမှုတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်။အဲဒီလိုဒီအမမျိုးတွေတွေ့ရတဲ့ခါမျိုးတွေမှာအာဒီကာမောင်ဆိုတဲ့ဖြစ်တဲ့အတွက်ပေါ့နော်။အာဒီခံပြီးတော့မှအာနာထောင်ပေးဖို့အာပြောချင်ပါသေး။ဆိုတော့အာစပြီးဖတ်ပြမယ်ပေါ့နော်။ဆိုတော့ဝတ္ထုနာမည်လေးကမစင်ကြီးပစုံမမျိုးပါပေါ့နော်။ ရက်တောင်လေးတစ်ဖြက်ဖြက်ခတ်လိုက် ဟောဒီလမ်းမကြီးကိုမျောကြည့်လိုက်နဲ့မက်ဆိုင်ရီနေမတိထိုင်မတာဖြစ်နေတာတိတာလာသည်တမျိုးဆိုရင်မက်ဆိုင်ရီစားဖို့တောက်ဖို့ပူနေရပြီဆိုတာတိတာ၏ခိုင်းလိုတိမ်ပြာမို့မို့လေတခြင်းကိုလေရန်တိုးတိုးလေးတောင်မငြင်းနိုင်မှာတော့မက်ဆိုင်ရီဘလောက်ရောက်ရက်ခက်နေမလဲဆိုတာကိုသွေးတာကြည့်တော့ပေါ့မင်းညာကမိုးကြီးထားတော့အနည်းဆုံးဒီနေ့ ကိုကြော့မောင်သမင်းစားကြောက်ကလေးရလာပါအောင်ဥတော့ဆိုကိုဆိုလာမည်တပြင်ကိုကြော့မောင်ရဲ့ကြံရင်ဖန်ရင်နဲ့ဆိုရင်တောင်းကနန်းပူပူလောက်တော့ပါလာနိုင်သည်ဒီလိုဆိုရင်ဒီနေ့ညဖို့မဆင်ရင်စိတ်ကူထဲမှာလာတာလို့ရပြီအဲ့ဒီလာတာမလားမတာမလားဆိုတာတော့မဆင်ရင်ကခုမှအင်းရှိထွက်လမ်းမပေါ်မြော်ရတာကပဲမောမောလာပေါ်သူတွေကတွေဟေးကနေဝေးကနေချောက်ထမ်းပြီးရွာထဲဝင်လာရင်ကို ကိုကြောက်မောင်များပါလာလီမလားလို့မျှော်ကြည့်ရတာလဲမောပါသည်အ ਨੇ ဆုံးတော့နောက်နာကြကနေပဲဖြစ်ဖြစ် ရှေ့ကနေပဲဖြစ်ဖြစ်စိန်သူတွေစုပြီးထမ်းလာတဲ့လူတွေထဲမှာကိုကြောက်မောင်ကိုရှာရတာလဲမျက်စိတွေမူရသည်ကြောက်မရလို့သူများတကာရတဲ့ကြောက်ကိုလိုက်ထမ်းပြီးအဲ့ဒီကြောက်များပွင့်လဲဂျော်ကီထမ်းခါတော့ရနိုင်သေးသည်ဒီလိုမဟုတ်ရင်တော့နေကောင်အောင်တတောက်တောက်နဲ့ရှာမတွေ့ရင်တက်ခေါက်ပြန်ရုံလေး ညနေဆောင်ပြီးရွာထဲမှာမီးဝင်ကလေးတွေဟိုတပွင့်ဒီတပွင့်လင်းလက်ဝင်းပလာတာကိုတော့ကိုတော်ကြောက်မောင်ကရွာထဲကိုပြန်မဝင်လာသေးဘူးမဆိုင်ရင်အင်္ဂလိပ်နဲ့ပြန်ဝင်ရေတဟက်ကိုခတ်တော့ပြီးစိတ်ထင်းမှာအချိန်ပေါက်လာမိသည်မင်းညကလေးကထွက်သွားလိုက်တာက ခုဆိုရင်ပြန်လာတဲ့အချိန်ကိုလွန်နေပြီကိုကြောက်မောင်ကလူတို့မျိုးပြောရရင်ကိုယောက်ျားအကြောင်းလဲကိုသိပါရဲ့ကိုကြောက်မောင်ညောင်းပ ကိုပောင်ကိုလန်ထောင်းရတဲ့အဖြစ်မျိုးကြောက်ကလေးရလာလို့ဦးစိုးကြီးနေဆိုရင်အင်ကိုတန်းပြန်ချင်မှပြန်လာသည်အ ਨੇ ဆုံးတော့ဘင်းခန်းရှောက်ဝင်လင်းဝင်မဝင်ရင်ဘီယာဆိုင်လေးတော့ထိုင်ချင်ထိုင်နေဦးမည်အင်ကဇနီးမယားကအိမ်နူးအိမ်ဦးနှက်ကြီးကြွလာမှာကိုလေတမျိုးမျိုးလက်တဆဆနဲ့ညှော်တော်ရအောင်လုပ်နေရတယ်ကိုမသိအတော်လေးလဲမူးပြီဆိုမှအတော်လေးလဲစီးစိမ်ခြင်းမှရိုင်းတိုင်တန်ခြေလမ်းတွေကိုအိမ်ဘက်တို့ ခြေဦးလှည့်ပြန်တက်သည်ဒီမညလည်းဒီတိုင်းထင်ပါရဲ့အိမ်မနောက်ကြတာကအရင်ကြီးကိုကြောင့်မောင်ထမင်းစားကြောက်ရလာဖို့အရေးကြီးသည်ခုတော့ည9နာရီပင်ထိုးပြီးသွားပြီမဆင်ကြီးပိုက်ထဲကလည်းတန်ဆုံတီးဝိုင်းကဘင်ခရာတက်နှစ်တက်စာလောက်တီးသလိုမျိုးတကွီကွီတကွမ်းကွမ်းနဲ့မြိုင်မြိုင်ဆန်ဆန်ကြီးကိုတီးနေပြီအရေးတဲ့ရွာထဲမှာပြက်နှက်လာသည့်အကြော်လော်နဲ့အကင်နှက်နေရလဲနှိမ့်ဆက်တစ်ထက် နှိမ့်ဆက်လာလျက်ရှိနေသည်ပြီးတော့ရွာမြောက်ချမ်းမှာကွေ့ကွေ့လေးကွေ့ကွေ့လေးဟုအော်နေတာကတမျိုးဒူမဲကြီးဒူမဲကြီးဟုအော်နေတာကတမျိုးနဲ့မက်ဆင်ကြီးထိုင်လိုက်ထားလိုက်ဖြစ်နေရပြန်သည်စိတ်ထဲမှာတော့ကြောက်မောင်ရဲ့ငြင်းမြန်မြန်ပြန်လာပါတော့မက်ဆင်ဒီတစ်ပတ်ပါကြိုက်လေဒါပဲလူတွေကခုတလောမက်ဆင်သားမှာ စိုးမိုးကြော်လာလုပ်နေကြသည်မက်ဆေ့ချ်ကိုများဘာကြိုက်လဲဟုမေးလို့ကတော့အကုံကြိုက်တယ်ပဲဟုပြောမှတေချာသည်ထို့ထဲကမှဘာကိုအော်ထားလဲဟုမေးမှလာအဖြေကရသည်ခုလေစာရွက်ပေါ်မှာချရေးထားသည့်ကိန်းကနန်းတွေကများမှများကိုကြောင့်မောင်ကမနက်ကမှားသွားတယ်စိန်နေအဲ့ဒါတွေကိုထိုးမလို့လားကြည့်လို့နော်နေဖို့ညစာလဲချမ်းအောင်ငါကြီးအတကုံမျောမနေနဲ့ကြောက်ကနေနိုင်ရတာမဟုတ်ဘူးတဲ့ ိုကြောင့်မောင်ပြောသည်များမျက်လုံးကလေးကလဲကလဲလှုပ်ပြီးတာနေခဲ့သည်လက်ထဲရွှင်တုံးပေါ်တုံးဆိုတော့လေဒီနေ့ကိုကြောင့်မောင်အင်ကထွက်တာနဲ့ရွာမြောက်ပိုင်းကိုသွားမည်ကြိုးတစ်ချက်ဆွဲလင်းတစ်ချက်ကွေးရမည်တနည်းပြတ်တုံးလက်တုံးဆိုတော့ရွာမြောက်ပိုင်းကိုခြေဦးမလဲနိုင်ခဲ့အတန်တွေတာကြားပြီးအသေးတွေတာရားနေရသည်ထို့ညကိုကြောင့်မောင်အင်ပြန်နောက်ကျသည်သို့တော့မဆိုင်အပြစ်မပြောတော့ မပြောစော်ကုကြောင်မောင်ကမဆိုင်ရင်ပါဇက်ကိုငွေထုံးနဲ့ပိတ်ပစ်ခဲ့တယ်ကိုဟောမနဲ့လည်းလင်းရောမင်းညကမဆိုင်ရင်ကဒီကနေ့မဆိုင်ရင်နဲ့မဆိုင်တယ်လို့မျိုးမမုံဈေးကိုတပတ်မကဖြတ်လျှောက်ပြစ်လိုက်တယ်မင်းကဝက်ယူတထောင်ပိုးလောက်ပေးပါဆိုတာကိုအေးမလုပ်လို့ဒီကနေ့တော့ပေါင်သားတပိတ်တာပေးစားမှာမဆိုင်ရင်တို့ခက်ပြက်ပြက်အဆိုးဖြစ်ပြီးဒီလိုဆိုတော့လေဟုတ်ဟုတ်ခဏလေးတော့ချိန်နေပြီအမဆိုပြီးချွဲနှဲ့နေလိုက်တာများ မရန်ငယ်လေးတန်းတိုင်းပဲမင်းကဖြစ်ရင်ကစလင်ဘက်အိတ်ကလေးဘေးဆောင်လွယ်ရလိုက်ုံနဲ့အနေထားကတမျိုးပြောင်းသွားသည်ပြီးတော့မဆိုင်ရင်ရေစိန်စားမည်ဖျားပန်းဝယ်မည်ဖျားပန်းအိုးမလဲဖြစ်တည်ပင်တပတ်ခန့်ကြာသွားသည်ကိုကျော်မောင်ပြန်လာတိုင်းထမင်းဝယ်စားလိုက်ရသည်နဲ့ပန်းဝယ်ဖို့အနာမကပ်နိုင်မဆိုင်ရင်ကကိုစိတ်ထဲရတနာ၃ပါးရှိနေရင်လဲပန်းမလဲလဲဘာရေးလဲဟုပတ်စံပြက်လင်တွေးသည် ပစံပေါ်တဲ့အခါမျိုးတွင်တော့ဖျားစင်က ပန်းတွင်နေဝေပြီးတက်ပယ်ချင်တိုင်းတက်ပယ်နေတော်သည်ဒီကနေ့ဖျားပန်းလဲပြီးတာနဲ့ဖျားရှင်ကိုပြည်လင်တခါတည်းဆုတောင်းပြီးရွာမြောက်ဘက်ကိုလှည့်ပြီးအမွေးတိုင်းကလေးထွန်းညင်းရင်နှုတ်ကတတွတ်တွတ်ရွတ်ဆိုလိုက်သည်နဲ့ခဏမစိန်ရင်စိတ်ထဲရှင်လန်းသွားရသည်အရှင်ဖျားဒီကနေ့တပည့်တော်မှအခွေးခွေးလေးနဲ့ကနိုင်တယ်လို့မဲမဲကြီးစီပြီးအိမ်ပြန်မျက်နှာပန်းလာပါရစေဖျားဒါပဲမစိန်ရင်ဆုတောင်း ဆလပ်ဘက်အိတ်ကလေးလွယ်ရက်တောင်တစ်ချောင်းဖြတ်ခနဲဆွဲပြီးဘေးတကန်းကိုမဆိုင်ရီအတန်ပြုတ်လိုက်သည်ပြောရင်းဆိုရင်မိုးကလေးတောင်ဖွဲလာပါပေါ်လားအနေထားကရွှေဖားရာဒီဥတုကမဆိုင်ရီဘက်ပါလာမှတော့ခိုင်ရွှေဆိုင်ကထမင်းညိုက်ပါဆယ်ဆွဲပြီးရွာမြောက်ဘက်ကိုခြေဦးလှဲပြီးတော့မိုးကဖွဲရာမှတဲလာပါပေါ်လားဒီနေ့တော့ lucky day ပဲမဆိုင်ရီမျက်လုံးတွေတလက်လက်တောက်ပနေပုံက ခြေနေပေးနေဒီမှန်တိတာစီသည်အကျိုးတစ်ချက်ဆွဲလိုက်တိုင်းအကောင်တွေပူတိခါပူတစ်ချက်တစ်ချက်သုံးကောင်ထပ်သွားလိုက်သည်ဒီဒီမင်းမဆိုင်ရီပစုံစိတ်ကလေးပင်ပင်လယ်ကူးနေဒီမှာမြူးဟန်ရှိသည်ပြီးတော့စီးတော့ရင်ဒူမဲကြီးကလည်းရှင်လိုက်တမငိမ့်ငိမ့်ကိုညောင်းနေသည်ကျက်စင်ကြားကျက်စင်ကြားကျက်စင်ကြားတိုင်ကအော်နေပြီမဆိုင်လက်တွေငင်ချက်တာကောင်းနေသည် တပြေပြေတလိမ့်ချင်းကျိုးကိုဆွဲယူနေသည်ပါဇက်ကလည်းကွေးကွေးလေးနော်ကွေးကွေးလေးကွေးကွေးလေးမစိန်ထိုကဲ့သို့អော်တော့နောက်ကထိုးသားတွေကလည်းလိုက်អော်သည်အတန်ဒီမြိုင်ဒီဆိုင်ဒီညင်ညာထကြသည်မစိန်စိတ်တွေလေးလေးပဲလွှင့်ချင်သလိုလိုညောချင်သလိုလိုနဲ့ကျိုးကိုနောက်ဆုံးဆက်ခနဲ့ရုပ်ချလိုက်သည်ဂလုံဂလုံဂလုံဝေး ပစုံနှကောင်ကမက်ဆေ့ချ်ညွှန်လို့ရှိမှာကွေးကွေးလေးဒီနေ့အင်ပြင်းမျက်နှာပန်းတော့မက်ဆေ့ချ်ကိုလှစီပါစေပြီးကိုကျော်မောင်တရင်နှစ်ရက်လောက်တော့ကြောက်ထွက်မရှာတဲ့အရေးမကြီးခုတော့စိတ်ကိုဖျက်ပြီးထိုင်ရမှထဖြစ်တည်ဒါတော်တိုင်းကပြန်တော့မလို့လားလောဘမရဲ့လောက်ပါအောင်အချိန်ရှိပါသေးရဲ့ဟဲဒီနေ့ညတော့တော်ပါပြီရှင်တခါတလေလေးလဲတာဘောတို့ပြေးလိုက်အောင်ပါပေါ့လို့မက်ဆေ့ချ်ကဘေးရင်ကပလောင်မလက်ကိုဆွဲပြီးထွက်လိုက်တော့မိုးသေးနေပြီမိုးဒီတရတနေ့လုံးရွာတယ် ခုတညလုံးပင်ရွာမလာမသိမစင်ရွှေတောင်ကြီးစားတော့ဆိုင်ကခောက်ဆွဲကြောနှစ်ပွဲနဲ့ကိုကြောင်မောင်တို့ဝီစကီတထောင်ဆွဲလာခဲ့သည်မစင်ရင်အတိုင်းကွန်ခွေပိုင်ကလည်းဘပလောင်မနဲ့တောက်ရအောင်မပန်းပြည့်ဆွဲခဲ့သည်ပြီးတော့တလန်းလုံးပလောင်မကိုပြောလာခဲ့သည်ကပလောင်ဒီနေ့ပစုံမျိုးရင်တော့ရွာထဲတွင်တက်မိတဲ့သဝင်းဝင်းနဲ့ဆိုတော့ကြောက်များရလိမ့်သလားမစင်ကြီးပလောင်မနဲ့ဝိုင်တောက်ရင်ရွာလေလမ်းမအောင်ကြီးသည် ဟေးရေမစေးတွေစူးကြပါဟမိုးကြီးတော့မျောတွေပါလာတာရွာထဲကရေမစေး၃ယောက်မျောနဲ့ပါသွားတယ်မစိန်ကိုကလေးမှတ်သွားတယ်မှန်မနေ့တုန်းကကိုเจ้าမောင်ဘက်ကိုဘယ်ဘက်ကိုကြောက်ရှာမပြောခဲ့တလဲစက်ကနေထိုင်ရမှာထားကပြီးလွားနေတော့ရေမစေးတွေတဲကတရက်ကိုဖမ်းမိလိုက်တယ်ဘယ်မှာမျောဖောက်တာလဲဟဲ့မလင်ကြောင့်လို့ပြောတယ်ခုတွားကြမှာမိုးကကြီးတော့တောင်ကျယူတွေကြောင့်မြေစာတွေပါလာတာလေ ုပုံတိုင်းဆိုအလောင်းတော်ရဖို့မတည်ကြတော့ဘူးဗျ။စေရင်ဒီနေ့ငါမက်လင်ချောင်းဖက်သွားမယ်။ကိုเจ้าမောင်ပြောသားခဲ့ဒီမှာမက်လင်ချောင်းတည်ကြတယ်။ဖျားဖျားချက်ချင်းအိမ်နဲ့ပြန်ဝင်ပြီးစစ်ပွိုင်းပြန်ကိုစီးတော့ဘလောင်မကပြေးလာတာ။ဘာဖြစ်လို့လဲမသိဘူး။ဘာဖြစ်လို့လဲ။ဘလောင်မက်လင်ချောင်းမှာမျောပေါက်တယ်။ကိုเจ้าမောင်အဲ့ဒီဘက်ကြောက်တော့ရှာတာငါစိတ်ပူလို့လိုက်သွားမလို့ ဟဲနေလိုက်သွားလို့ပဲဖြစ်မလဲနေပါအောင်ကိုเจ้าမောင်နဲ့သွားတာဖိုးလေးပါတယ်မလားဖိုးလေးအိမ်ကိုအရင်သွားကြည့်ကြရအောင်ခြေလန်းဒီတွက်ဒီမိုးဒီခက်တက်ကလေးရွာဒီဘွက်ဒီထူနေပြီလမ်းမပေါ်ရှိရေရင်ကလေးတွေကိုပက်ကနေနေပြီးပြေးလွှားနေသည့်မက်ဆင်ကြီးခြေလန်းများနေပြီးပြန်မြင်သည်ဖိုးလေးအိမ်နဲ့လူတွေစုံနေတယ်ကိုမြင်တော့မက်ဆင်ကြီးခြေစုံကိုရက်ပြစ်လိုက်သည်ပြီးတော့ပလောင်ညသွားမိကြီးဟာငါငါမမေးဘူးသူစင်မိုးဒီဝေါ်ကနေတင်းချလာပြန် မိုးသေးနေတဲ့ကြားမှာမက်ဆင်ကြီးအတန်တန်ကိုကြားဖြစ်အောင်ကြားလိုက်ရသည်ဖိုးလေးရဲ့မက်ဆင်ကြီးအကြောတွေဖြင်းကနေလျှက်စီးသည်ဝင်းကနေအန်စာတုံးလေးများတလိချင်းကြနေသည့်အတန်စုညံနေသည်ကြားပစုံလေးကြားပစုံလေးကြားပစုံလေးပထမဆုံးအန်စာတုံးကြလာသည်ကြားဒုတိယအန်စာတုံးလေးကြလာပြန်သည်လေတတိယအန်စာတုံးလေးကြလို့ကြခင်နဲ့အကယ်၍ ဘုရားပန်လေးဒီနေ့ကမဆင်စုတောင်းကအရှင်ဘုရားဒီကနေ့တပည့်တော်မကြီးအိမ်ဦးနဲ့ဖြစ်သူကိုကြောမောင်တယောက်ကြောက်ရှာရတွင်ဘေးမတည်ရန်မခပဲနဲ့ကြောက်များလည်းတွေ့ပါစေတွေ့တိုင်းလည်းပွင့်ပါစေဟုများစုတောင်းခဲ့ပြီဆိုရင်မက်ပလောင်မတို့ပြောခဲ့တယ်လို့မျိုးဒီနေ့ပဇုံမျိုးတွေတော့ပြောခဲ့လိမ့်မည်မထင်ဘူးမဆင်မျက်စိထဲမှာနုံွေတဲကကိုကြောမောင်အလောင်းဝေးကွေးလေးကိုမြင်ရောင်းရင်တဝဲလဲလဲနေ ဆက်လန်လေးကတော့ဒီလောက်ပါပဲအာအခုဖတ်သွားတဲ့ဒီဝိတုနာမည်ကမဆိုင်ရပစုံမျိုးပါ ဖြစ်ပါတယ်အအကေဝေးချိန်တက်တတ်တယ်ဆိုရင် နောက်များမှာလည်းအလင်းတင်တင်လို့အာဝိတုလေးဖတ်ပြသွားဖို့စီစဉ်ရှိပါတယ်အဒီကနေ့နားဆင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်